င်္ဂလာပါရှင်။ Honest Information HI အမျိုးသမီးသတင်းဌာနရဲ့အပတ်စဉ် Pocket အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ် Pocket အစီအစဉ်မှာတော့အိန္ဒိချင်းအိန္ဒိယနိုင်ငံကချောင်းဆိုးပျောက်စီတမျိုးကြောင့်ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းခလီးငယ်နှစ်သားစဉ်ဒီပါအသက်ဆုံးရှုံးခဲ့တာနဲ့ပတ်သက်လို့အိန္ဒိယစေဝါတွေကိုအထူးအားကိုးနေကြရတဲ့မြမပြည်ကမိဘတချို့ရဲ့အမြင်နဲ့စိုးရိမ်ပူပန်မှုတွေကိုနှาศင်ကြရမှာဖြစ်ပါတယ်။ ်တရင်ဖတ်မိတော့ဖတ်တော့မဆုံးသေးဘူးဗောနော်ကို့မှာရှိနေတဲ့ဒီကလေးကိုတိုက်ကျွေးနေတဲ့ဆေးဘူးလေးကိုတန်းတော့ပြေးပြီးဖွဲ့ကြည့်ရဗောနော်စိတ်ပူရဗောနော်သူအဲ့ဆေးများရှိလားဗောလေရန်ဆိုးရိမ်နေဗောနော်ဗာလဲဆိုတော့အမတို့နိုင်ငံမှာဆေးတွေတော့များကအမအိန္ဒိယရဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဗောနော်တော်တော်များတင်သွင်းကြတယ်နော်အမတို့ဘူးတွေမှာကြည်လာလို့ရှိရင်ဘယ်နိုင်ငံကလဲဆို တော်တော်များများတွေ့နေတာကအဲ့ဒီနိုင်ငံပဲပေါ့နော်။ကျမတို့နိုင်ငံမှာမရှိသေးဘူးလို့လည်းပြောလို့မရအောင်လေနော်။အကြီးသွေးဆန်းစစ်ပြီးတော့မှပြင်မိတယ်ခလေးနဲ့ဟိုကိုက်နေပြီးတော့မှဒီဒီလောက်ဒီလောက်အနေထားဖြောဆတ်ထားပါတယ်ဆသဖြင့်ပြင်မိတဲ့အကြီးသွေးနဲ့ကလေးတို့တိုက်ကျွေးလို့ရှိရင်ရေရှည် affect ရေတို့ affect ရှိမရှိဆိုတာကဘယ်သူကလုံနေလဲပေါ့နော်။ယုံကြည်လို့များရသလားဆသဖြင့်ပေါ့လေ။တွေးရည်လဲ ဝင်လာတယ်အရန်ကိုစိုးရိမ်နေပါတော့အခုဆိုတော့ပို့ပြီးတော့မှစိုးရိမ်ရတယ်ဟိုအမတို့မုံဘက်မှာဆိုရင်တော်တော်များကားစေးတွေပေါ့နော်ဟိုထိုင်းဘက်ကနေတော်တော်များပေါ့နော်အောက်လမ်းအောက်လမ်းဖြစ်စေပေါ်လမ်းဖြစ်စေပေါ့လေဆိုတော့အနီးဆက်ဆုံးနိုင်ငံရဲ့ဒီစေးတွေဆိုတော့အများအသုံးကြတယ်နော်ဆိုတော့တော်တော်များအဆင်ပြေကြတယ် okay ကြပါနော်ဆိုအခုကကြတော့အခက်ခဲကခုနပြောသလိုပဲပိတ်လိုက်တဲ့ကိုကုန်းတွေပစ္စည်းတွေစေးပါတယ်ဆိုတော့လေဆိုတော့ရှာရခက်တယ် ဒီရင်းကဆေးတွေပေါ့နော်ဆိုတော့ပေါများလာပါနော်ဟိုများလာတဲ့ဆေးကဘယ်လောက်ထိအရေတွေးပေါ့နော်ဟိုမှာကောင်းလဲနောက်တစ်ခေါက်ကျတော့ရေ effect တွေပေါ့နော်ဒီကဒီဆိုးရိုးတက်ရောက်နိုင်တဲ့ပမာဏကဘယ်လောက်ရှိလဲဘယ်လိုတွေဆန်းစစ်နေလဲဘယ်လိုတွေထောက်လုပ်နေလဲနောက်တစ်ခေါက်ကျတော့ဟို FDA ပေါ့နော်ဆန်းစစ်ပြီးတော့မှတကယ်များဒါကအရေးတွေးပြပါတယ်ဒါမပုံတင်နဲ့တကွာတရားဝင်တကွာစသဖြင့်ပေါ့နော်ဘယ်လိုတွေလုပ်နေလဲဘာတွေဆက်လုပ်နေလဲစသဖြင့်ပေါ့လေဆိုတော့အဲ့ဒီဟာတွေအများကြီး သေးရင်လာပါတော့စိတ်တော့ရှုပ်တယ်ပေါ့နော်မိခင်တယောက်အနေနဲ့ကိုကလေးကိုစိတ်ပူရဆိုတော့စိတ်တော့ရှုပ်တယ်တော်တော်ဒီရစိတ်တိုင်းနေမှာမတွေ့သေးဘူးပချားနယ်ပေါ့အိန္ဒိယနယ်ဆက်စပ်တဲ့နယ်ဒီမှာတော့ဝင်နေသားဆိုတာမသိနိုင်ဘူးအဲ့လိုဆိုရင်တော့ဒီအိဖီကကလေးတော့ကဆိုရင်းစရာဖြစ်မှာအင်တာနက်ကလည်းမြင်ရကြတော့ပြစ်လိုက်ရင်တော့သိနေမှာပြီးတော့ဒီနေ့မှာတော့ဒီစီမံပါတဲ့ထက်တမျိုးကြောင့်ဆိုတော့ဒီတက်ကတခြားဆောင်စုတော်စီမှာရော ပါရောပန်းနေလားမပါဘူးလားပေါ့ပြီးရင်မှဒီလိုဖြစ်တရားမကြားသေးပါနဲ့လေဒီမိမတွေတော့စိတ်ပူအောင်မတင်မယ်ဟောဘာလို့ဆိုတော့ဒီပြီးရင်ဆေးတွေကအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ကအဓိကဝင်တာဆိုတော့လေအရင်ကဒီအသုံးများတဲ့ဆေးတွေဆိုရင်ဒီ FDA ကခွင့်ပြုရထားတယ်တုံးနေရကြပြီဆိုတော့မသိဘူးပါညာဖြစ်တယ်မကြားဘူးဒီပါကစေတနေငွေတွေကိုရဆိုင်တာလဲရှိတော့ဒီတရားဝင်သွင်းရတဲ့ဆေးကုမ္ပဏီရောအရင်သွင်းနေကြဆေးတွေကမသွင်းတော့ဘူးသူ့ဆေးဆိုင်တွေဆိုပစ္စည်းတွေပြတာအကြကြီးပဲ တရားမဝင်သွင်းတာဗောနော်အောက်လမ်းတရားမဝင်သွင်းတဲ့ဆေးတွေကဈေးကွက်ထဲမှာပြန်နေတော့သူတို့ရဲ့ဤအသွေးနဲ့ဒီထားသူမှုတွေကစနစ်ကြလားဆိုတာစဉ်းစားရဖြစ်တယ်ဒီတချို့ဆိုရင်ဒီကလေးအားဆေးတွေကုမ္ပဏီတွေဗောနော်ကလေးအားဆေးကုမ္ပဏီတွေကမတင်နေတော့ line ပေါ်မှာမှာတယ်ဟောပြီးရင်ဒီဆေးတွေကတောက်ရင် KB ကန်နေရတော့အဲ့ဒီမျိုးဖြစ်တာဆိုပြီးတင်းနေရပြီးတော့ဒါတွေကလည်းတရားဝင်တင်တာဒါဆေးကိုထရိုက်တော့အောင်မလားပူပန်းရပြန်တော့ခလေးတွေကဆိုလူကြီးလည်းမဟုတ်ဘူးလေဆန်းရင်ပိုးစုမှာ ဒါရီကိုလည်းဘယ်သူမှနောက်ဆက်တွဲလိုက်မစိတ်သေးကြဘူး။ဟောကျွန်တော်ဆိုလည်းကိုယ်ရင်ကြုံမှုတဲ့ကလေးတွေဒီရင်ကျက်ရင်ပတ်သက်ရှိရတဲ့စီးကလေးမျိုးဘယ်မှမမြင်ဘူး။အာပစ္စည်းပြတာတော့ကြားနေပြီ။လားလူစီးဘူးပဲတခြားစိတ်ကြီးရှိပေမဲ့ဆောင်ပေးတာဒါပဲဆိုလိုက်ဝဲတာ။အာချူဆိုင်နေမှာရတဲ့ပုံစံမတူတူးလူလူနဲ့ क्वे နေ။ဒီအရင်တော့ရှောက်ရှူနေတဲ့စီးဘူးမှာအင်္ဂလိပ်စာအပြည့်နဲ့။အဲရှာလို့ရတာကလားစာတွေပါပဲ။အဲ့တော့ဝယ်ရမလားမဝယ်ရလဲစဉ်းစားရပြန်။အာမရှိတဲ့ဆုံးတော့ဝယ်လိုက်တယ်။ စီးတဲ့ကတော့စေးတူတူဝင်တဲ့နိုင်ငံပဲကွာလို့ပြောတာအနောက်မျိုးရဲစကူစေးုံကြီးမှလည်းတခါအဆေးုံမှလည်းပစ္စည်းပြတာအကြာကြီးပဲစေးပြန်ရတဲ့ဝယ်တဲ့အချိန်အင်စသုံးတော့ပုံစံမဟုတ်တော့ဘူးအင်္ဂလိပ်စာပါပဲမဲ့အာရဗီစာလိုဆန်းလေးပါတယ်အဆေးုံတွေမှာတော့ဒူဒူဖြစ်နေတာစေးခွက်ကဟာရီကတိုက်ထိန်မှုပိုးခတ်တာပေါ့တော်သူကတော့စေးမှာဘာတွေပါလဲဆိုတော့လိုက်မကြည့်ဘူးလေဆံဝါလက်ပါမနာကိုခဏရက်တိုက်ဆိုတဲ့အတိုင်းတိုက်ကြမှာတခုခုဖြစ်လာရင်လည်းမန္တလေးအခြေအနေကဘယ်သူကြောင့်မှဆိုပြီးလည်းညှို့လို့ဟောခတ်တယ် ဒါနောက်မှာပါတကယ်ဖြစ်သွားရင်ကိုကလေးကခံစားရမှာအာကလေးမိတယောက်နေနေပေါ့နော်အရန်ရှော့ဖြစ်တယ်ပြောရမယ်ဆိုလို့ရှိရင်အသက်ဆုံးရှုံးတဲ့ခြေတောင်မှ ဖြစ်တဲ့ကိစ္စဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုကိစ္စမျိုးရင် နောက်ထပ်ထပ်ပြီးတော့ဘယ်လောက်အောင်ရှိနေအောင်မလဲလူမသိသူမသိနဲ့ပေါ့နော်ပြီးသွားရရောဘယ်လောက်ရှိနေအောင်မလဲဘလိုစိဝါရကခလေးအတွက်အော်ခလေးတော်နေမှာပါဦးဒီလိုပေါ့လူကြီးတော်ကသူပဲဖြစ်ပြီပေါ့နော် ဘလောက်တောင် risk ရှိနေတာတေချာပေါ့နော်ဒီဆီဆွပြီးတော့မှလုံးတင်တာပဲဆိုရင်ဟာမျိုးပေါ့နော်ခေါင်းထဲမှာတော့ဆိုရင်ပူပန်မှုရတော့ရှိနေတယ်ပေါ့လေဆိုတော့ကလေးပေါ်လဲပို့ပြီးတော့အဲ့လိုပေါ့လည်းလို့ဆိုပေမဟုတ်ခဲနဲ့ပေါ့နော်ဟိုပို့ပြီးတော့ queue site ပို့လဲလိုအပ်တယ်လို့ရောကျမတို့ထင်တယ်ပေါ့နော်ကလေးတွေဆိုတာကလူကြီးမိဘတွေရဲ့ကံတွေဖြစ်ရှင်းပေးမှုပေါ်မှာပဲသူတို့ကတက်ဆက်ကြတာအောင်နော်အဲ့လိုမျိုးဆိုတော့ ဒီဆေးဝိုင်းနဲ့ပတ်သက်လို့ရှိရင်ကိုယ်ကိုယ်ကလည်းကျွမ်းကျင်တာမျိုးလည်းမဟုတ်ဘူးအဲ့ဒီတော့ကိုဖြစ်နိုင်တော့ဆရာဝန်နေနဲ့ပဲလို့ပြောတော့ဟိုတေချာလေးကုသပြီးတော့မှဆရာဝန်နေညွှန်ကြားတဲ့အတိုင်းဆရာဝန်နေညွှန်ကြားမှုပေးတဲ့ဆေးတွေအတိုင်းပေါ့နော်လူမျိုးတွေတော့သုံးသွားလို့ရှိရင်တော့ပိုကောင်းမယ်လို့ထင်ပါတယ်ရှင့်ဒီဖြစ်ကလေးဟိုလက်ခံနိုင်စရာလည်းမရှိဘူး အဲရလည်းဝမ်းနဲ့ပကောင်းနေပေါ့နော်ဟိုဒီကလေးဆုံးချုံသွားရမိခင်နေဆိုရင်ဘလောက်တောင်အရင်ကျိုးများဖြစ်နေမလဲဆိုတာကိုပေါ့နော်ကိုလည်းကလေးမိတယောက်ဆိုတော့ခံစားကြည့်လို့ရတယ်တခြားစီစစ်ဖို့လိုအပ်တာပေါ့နော်ဒီအသက်ဆုံးချုံတဲ့အထိအောင်ဖြစ်တယ်ဆိုရဲကိစ္စကပေါ်သေးသေးမှမဟုတ်ကနော်ထုတ်သမျှမူဝါဒတွေအမျိုးမျိုးပြောင်းလဲနေတဲ့မူဝါဒတွေပေါ်မှာကုံစီစီစဉ်ရေးရလဲအများကြီးအရေးပါတဲ့ခံခံတာရောက်နေပါပေါ့နော် စတောက်ကုန်နေအပြင်မှာဒီဆေးဝါးတွေကိုဒီလိုကန့်တလိုက်တဲ့ဟာကနောက်ဆက်တွဲအနေနဲ့ဆိုးကျိုးတွေကအများကြီးရှိတယ်เนาะအခုလိုမျိုးဆိုလို့ရှိရင်လည်းအဲနောက်ထပ်ပြီးတော့ဘယ်ဆေးတွေကဘယ်လိုမျိုးတွေအတန်အညီအထိထိခိုက်နိုင်မလဲဆိုတဲ့ဟာမျိုးတွေကအစားကျွန်တော်ကအများကြီးတွေ့ခုရတာဘယ်လိုဒီဆေးဝါးတွေနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့အာဖြစ်နိုင်လို့ရှိရင်ဆရာဝန်ညွှန်ကြားချက်ပိုင်းတော့မှအလွဲချော်ရေဖြစ်နေတဲ့အကာလမှာပေါ့နော်ဆီအဆီအောင်အဆီအောင်ဝင်ညွန်ကြားချက်မပါဘဲနဲ့ဒါပေမဲ့အပြင်ကနေ အလဲဆေးဝယ်တောက်တာမျိုးတွေပြီးတော့ဟိုအိမ်မှာရှိပြီးသားဆေးတွေပေါ့နော်ဟို fresh ဖြစ်သေးလားအဲဒိတ်ကုန်ပြီလားမသိပဲနဲ့အဲ့လိုရန်တမီတောက်တာမျိုးတွေလည်းမလုပ်တင်ဘူးလို့တော်တာရှင်များရှင်ဒီကနေ့အစီအစဉ်ကတော့ဒီမာရင်ပြီးဆုံးပါပြီနောက်တစ်ပတ်တွင်မှလည်းဘလူးအစီအစဉ်သစ်တွေထုတ်လွှင့်ပေးသွားမယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုနားဆင်ပေးကြပါအောင်ရှင် တော်တာရှင်များအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေရှင်။